ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥတင်ဆိုးပါဟုတ်ပြီဗျာအသက်46နှစ်ပါကောင်းပြီစကိုင်းတိုင်းဗမောက်ကပါပဲဆိုင်ကယ်နဲ့ဈေးရောက်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ရေချိုးကောင်းလျှော်ရာကနေတဲ့နားလေးတဲ့ဝေဒနာကိုခံစားနေရပါတယ်တဲ့နားလေးသွားတယ်နော်ဟုတ်ကဲ့ဆရာကြီးဘယ်ညာခွဲပြောလား မပြောစရာရင်ဆက်ဖတ်ပါဦးငါးလားလောက်ရှိပါပြီတဲ့လုံးဝနားမကြားတာတော့မဟုတ်ပါဘူးတဲ့ဟုတ်ပြီကျွန်တော်နားပြန်ကောင်းနိုင်သလားတဲ့နားပြန်ကောင်းနိုင်မယ်စေးနီးလေးရှိရင်ပြောပြပေးပါခင်ဗျာတဲ့ဩတေချာပေါ့ကောင်းပါတယ်လို့ဟုတ်ကဲ့ဆရာရင်နော်တက်46နှစ်ဆရာရင်အဲဆိုင်ကယ်စီးတဲ့အခါမှာလေဟုတ်ကဲ့ဆရာရင်ဆိုင်ကယ်စီးတဲ့အခါမှာနားထဲမှာနားစုလေးရှိကြမလားဟုတ်ကဲ့ဆရာရင်နဆူလေးတက်ပြီးတော့စီးပါဟုတ်ကဲ့ဆရာရင်ဒါမှမဟုတ်လို့ရှိရင် ုတ်ထုတ်ရှိတယ်မလားဟုတ်ကဲ့ဆရာကြီးအုတ်ထုတ်ကနရွက်လုံနဲ့လုံနဲ့အုတ်ထုတ်နရွက်လုံနဲ့ဆိုတာဒီမေးတိုင်းလေးပါလို့ရှိရင်နရွက်လေးကဖုံးတာပေါ့ဟုတ်ကဲ့ဆရာကြီးဆိုင်ကယ်စီးနေပြီမယ်လို့လေတိုးမယ်နရွက်ကိုမတိုးဟုတ်ကဲ့ဆရာကြီးအဲ့လိုနရွက်ကိုအကာအကွယ်ပြုပေးပါလို့ဟုတ်ကဲ့ဆရာဘာလို့ဆိုစီးရင်စီးရင်ねတချို့နေရာတွေမှာကိုရှိရမော်တော်ကားအမောင်းပါမယ်ကားအငွေ့တွေရှိမှဝင်မယ်ဟုတ်ကဲ့ဆရာကြီး တချို့နေရာတွေမှာလမ်းတွေကဖုံထားနေမယ်အညာဒေသမှာဟုတ်ကဲ့ဆရာအဲ့ဒီဖုံဖုံတွေဝင်လာမယ်ဟုတ်ကဲ့ဆရာအဲ့ဒါတွေကိုကာကွယ်တဲ့နီးလေးကိုညံပါပါနဲ့အကာအကွယ်လုပ်ပါဟုတ်ကဲ့ပါဆရာနားနဲ့မျက်စိမျက်စိနဲ့နားဆိုတာလူတကူလုံးမှာအဖိုးအတန်ဆုံးနဲ့အသုံးအဝင်ဆုံးမလို့ဂရုစိုက်ပါလို့မိခွန်းရှင်ကိုလည်းအကြံပေးသလိုနာသရစင်သူတွေလည်းအကြံပေးပါတယ်လို့ဟုတ်ကဲ့ပါဆရာရင်လိမ့်စေရအောင်ဆရာရင်လိမ့်တာတော့အဲ့ဒီ နှုံရဲ့နောက်လေဟုတ်ကဲ့ဆရာဒါနှုံရဲ့နောက်နော်နောက်နှုံကိုတယ်သူရှိတယ်မှာနသီးလေးရှိတယ်နသီးရှိတယ်ဟုတ်ကဲ့သိကြံပုံနေနော်ဟုတ်ကဲ့ပါဆရာအဲ့ဒါလေးကိုအခုဆရာလက်နဲ့ဆွဲပြလို့ဟုတ်ပါဆောက်ပုံနေလိမ့်မှာဟုတ်ကဲ့ပါဆရာနှစ်ဖက်ဇုံလိမ့်မှာလေရမှာကဲ့ကဲ့မူတဏခါပဲဟုတ်ကဲ့ပါဆရာအဲ့တဏခါလေးကိုတခါလေးရင်ဟုတ်တခါလေးရင်ကိုးချိန်ကိုးချက်လောက်ပို့ဟုတ်ကဲ့ဆရာကိုးချက်လောက်ပို့ အဲဒီနေ့ကို၃ခါလောက်လိမ့်ပြလဲ၃ရက်နဲ့၅ရက်အတွင်းမှာကျင်းနာအောင်တက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးအားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစေဗျာ